အနိစ္စဆိုတဲ့အဓိပ္ပာယ်ကဗမာလူကမမြဲဘူးလို့ပြောတာဘယ်လိုရှုတော့ငါနေပြီမမြဲဘူးလို့ဘာကြောင့်အနိစ္စလို့ခေါ်တာတုံးဆိုသူကအကြောင်းလေးမျိုးနဲ့အနိစ္စလို့ခေါ်တာတဲ့အကြောင်းလေးမျိုးနဲ့အနိစ္စလို့ခေါ်တယ်ဥပါဒဝေယဝဋ္ဌိတောဖြစ်ပြီးပြတ်သွားတယ်သူကနော်ဖြစ်မှုပြတ်မှုဒီနှစ်ခုရှိနေတယ်သူမှာ ဖြစ်လာတယ်ပြက်သွားတယ်ဖြစ်လာတယ်ပြက်သွားတယ်ဒါအနိစ္စသဘောတရားဖြစ်လာပြီးမပြက်ဘူးဆိုရင်တော့အနိစ္စမဟုတ်ဘူးတော့ဖြစ်လာတယ်ပြက်သွားတယ်ဒါရှုတော့တစ်ခု Now ဝိပရိနာမတယ်သူကပင်ကိုအနေထားမဟုတ်ဘူးနဲ့ပြောင်းပြောင်းသွားတယ်ပေါ့နော်အရှိတစ်ခုကနေပြီးတော့ပြောင်းသွားတယ်အခြေအနေတစ်ခုကပြောင်းသွားတယ် วิปริณามะဆိုပြောင်းလဲတဲ့ရှုထောင်ကရှိတဲ့အတွက်ကြောင့်ဒါနိစ္စမဟုတ်ဘူးအလုံးဟာပြောင်းလဲမှုပျက်စီးမှုပါရှိတယ်ဆိုတာဒါကခုနဖြစ်ပြီးပြတ်တဲ့ရှုထောင်ကနေပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကပြောင်းလဲသွားမှုကနေကြည့်ပြီးတော့အနိစ္စလို့ပြောတယ်နောက်တစ်ခုကဘာတော့ဆိုရင်အခိုက်အတန့်လေးတစ်ခုမှသာရှိတာပြီးရင်မရှိတော့ဘေးရမအမြဲရက်နေတာမရှိဘူးခိုက်တန့်လေးတွေကြီးပဲ။ နေထွက်တာလည်းကြည့်ခိုက်တံပဲထွက်တဲ့ခိုက်တံဝင်တဲ့ခိုက်တံအလုံးဟာခိုက်တံလေးတွေပါပဲရှိလို့ဒါမှမဟုတ်အနိစ္စလို့ခေါ်တာနောက်ရှုတော့နှုတ်ကတော့ပါတော့နိစ္စပဋိက္ခိပနိစ္စပဋိက္ခိပါဆိုမြဲတာကိုမြဲတာရဲ့ဆန့်ကျင်ပဲမြဲတယ်ဆိုတဲ့သဘာဝကိုပဲဖြစ်တယ်မြဲတယ်ဆိုတာရဲ့ မြဲတယ်ဆိုတာပါတော့ဆိုရင်ဖြစ်ပြီးပြတ်သွားတာမရှိရဘူးအဖြစ်မရှိရဘူးအပြည့်မရှိရဘူးမြဲတယ်ဆိုရင်ပြီးတော့ပြောင်းလဲသွားတာမရှိရဘူးနောက်အခိုက်တန့်ဆိုတာမရှိရဘူးနေဆတဘာဝဆိုတာဒီတိုင်းပဲရှိနေရမယ်အဲ့ဒါအဲ့ဒါလို့မဟုတ်ဘူးဥပါဒဝယဖြစ်ပြီးပြတ်တယ်ဝိပရိနာမပြောင်းလဲတယ်တာဝကလေးကအခိုက်တန့်လေးဒါဖြစ်တယ် ဒါကြောင့်မို့နေဆာရဲ့စံကျင်မဲ့အနေဆာဒီ၄ခုနဲ့အနေဆာဆိုတဲ့သဘောကိုမသားရပါတယ်